American အစိုးရရှန်နေရရက်ဆိုင်မှုနိုင်ငံရေးအကြက်တဲနဲ့အဖြေရှာဖွေခြင်းပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ်ချန်နယ်မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် မေရိကန်ပြည်အောင်စုမှာအစိုးရလုပ်ငန်းတွေရပ်ဆိုင်သွားတာဟာအော်တိုဝါလာ၁၇ရက်နေ့မှာဆိုရင် အချိန်တစ်ပတ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။လွတ်တော်ကဘတ်ဂျက်ဥပဒေကြံကိုအတိပြုနိုင်ခြင်းမရှိသေးဘဲပါတီနှစ်ရက်လုံးပြည့်ပြတ်တသားအရှုံးမပေးဘဲရပ်တည်နေကြောင်းနိုင်ငံရေးအကြက်တွေကပို့ပြီးနှဆိုင်လာနေပါတယ်။ဒီကိစ္စဟာဝါရှင်တန်မြို့တော်ကနိုင်ငံရေးသမားတွေကြားဘတ်ဂျက်မူဝါဒအငင်းပွားနေရေးဆိုတာထက်ပိုရှုပ်ထွေးပါတယ်။မကြသေးခင်ကကာယူထားတဲ့စစ်တမ်းတွေအရလူတို့အမြင်ဟာသုံးမျိုးလောက်ကွဲပြားနေပါတယ်။ ုံးပုံတပုံကျော်လောက်ကသမရထရန်နဲ့ရီပပ်ဘလစ်ကန်တွေကိုအပြစ်တင်ပါရီနောက်ထပ်သုံးပုံတပုံညီပါလောက်ကဒီမိုကရက်တွေကိုဝေဖန်ပါရီကျန်တဲ့သုံးပုံတပုံလောက်ကတော့ပါတီနှစ်ခုလုံးကိုပြစ်တင်ဝေဖန်ပါရီအချိန်ကြာလာတာနဲ့များလူလူရဲ့ဖီအာရီကြောင့်နှစ်ဖက်စလုံးပေါ်လူလူသဘောထားရီထပ်ပြောင်းလဲလာနိုင်ပါသေးတယ်ရှာတောင်ဖြစ်ရတဲ့အတိတ်အချက်ကတော့ဘန်နိုင်းနှစ်2026အတွက်ဘတ်ဂျက်ကိုအတည်ပြုဖို့စူပါထောက်ခံမဲ60မရခဲ့တာကြောင့်မှာ ပါတီနှစ်ခုလုံးဟာသူတို့ရဲ့ယက်တီချက်တွေကိုအလျှော့ပေးဖို့ညှဉ်းဆန်းနေကြပြီးအပြန်အလှန်အပြစ်တင်နေကြပါတယ်။ဒီမိုကရက်တစ်ဘက်က ACA ကျမ်းမာရေးအာမခံထောက်ပံ့ဈေးကိုတက်တန်းတိုးဖို့တောင်းဆိုထားပါတယ်။တက်တန်းမတွင်ဝင်ဝင်နီအမေရိကန်တန်း20လောက်ရဲ့ကျမ်းမာရေးအာမခံပရီမီယာဈေးက85ရာခိုင်နှုန်းလောက်မြင့်တက်လာမယ်လို့သတိပေးထားပါတယ်။ ရီပဘလီကန်တွေကတော့နေဆက်လုံးချုပ်ရေးနဲ့စစ်ရေးအသုံးစရာတွေကိုပုံမြင့်တယ်မှုဦးစားပေးထားပြီးဒီမိုကရက်တီရဲ့ကျောင်းမကြီးထောက်ပံ့ခြင်းတောင်းဆိုမှုကိုခိုးဝယ်လာသူတွေကိုစေကုပေးခြင်းနေရာလို့ဆွဆဲထားပါတယ်။ရီပဘလီကန်တွေကအစိုးရကိုဖွင့်နိုင်မှုယာယီဘတ်ဂျက်ကိုအတည်ပြုပေးပြီးကျောင်းမကြီးကိစ္စကိုနှောက်မညှိနှိုင်းမှုတောင်းဆိုတာအစိုးရကိုပိတ်ပြီးတစားကန်လုပ်တယ်လို့ဆွဆဲနေပါတယ်။ ဒီမိုကရက်တစ်ကတော့အင်ဖြူရော အောက်လွတ်တော်အထက်လွတ်တော်အလုံးကိုထဲချုပ်ထားတဲ့ရီပပ်ဘလစ်ကန်တွေကတည်သူ့ကျန်းမာရေးဝန်ဆောင်မှုပေါ်ဆွေးနွေးညှိနှိုင်းခြင်းမရှိအောင်ဒါဟာသူတို့ရွေးချယ်တဲ့ရက်ဆိုင်မှုပဲလို့ပြန်လည်ဆွဆဲထားပါတယ်။ဒီပြဿနာကိုပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုနဲ့နေဆက်လုံခြုံရေးစည်ရေးစည်ရေးမူဝါဒနှစ်ခုရဲ့အပြိုင်ပွဲလို့ယူဆနိုင်တယ်လို့လာမယ့်နေ့ရွှေကပွဲအတွက်နိုင်ငံရေးကုန်သိက္ခာကာကွယ်မှုနဲ့အမကန်ပရိသတ်စီရင်လုံဆောင်မှုအတွက်နိုင်ငံရေးအမျက်ထောက်လုံမှုတွေပါဝင်နေနိုင်တယ်လို့လည်းသုံးသပ်ချက်တွေရှိနေပါတယ်။ အစိုးရလုပ်ငန်းတွေရပ်ဆိုင်မှုကြောင့်အရေးတကြီးမဟုတ်တဲ့ဖက်ဒရယ်ဝန်ထမ်း9သိန်းခွဲလောက်ဟာနေစဉ်ရုံအလုပ်ရင်နာပြီးလစာဆုံးရှုံးမှုကတရက်တိုင်းမှာဒေါ်လာတန်း400ကျော်ရှိပါတယ်။နိုင်ငံတကာမှတာဝန်ကြားနေတဲ့စစ်မှုရန်တပ်တန်းကျော်ဟာလည်းလောင်မက်တစ်ပတ်ကစားပြီးလောက်ခပေးငွေပြတ်တောက်နိုင်ချေရှိပါတယ်။လေကြောင်းစီမံခန့်ခွဲတဲ့ Air Traffic Control ဌာနတွေကလောက်ခမရပဲဆက်လုပ်နေရပေမဲ့ဖြားနာခွင့်နဲ့ပြက်ကွက်များလာတာကြောင့်ခီးစဉ်နှောင့်နှေးမှုတွေဖြစ်လာပါတယ်။ စီးပွားရေးဆိုင်ရာအချက်လက်ထုတ်ပြန်မှုတွေရပ်ဆိုင်းထားလို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့မူဝါဒချမှတ်သူတွေရပ်ဆိုင်းနေရပါတယ်။ဒီလိုရပ်ဆိုင်းမှုကြောင့်စီးပွားရေးအရတရက်တိုင်းမှာ GDP ဒေါ်လာတန်တထောင်ကျော်ထိခိုက်နိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ရပ်ဆိုင်းမှုတစ်ပတ်ကြာရင် GDP ကို3.7%ရာခိုင်နှုန်းထိရောကျစေနိုင်တယ်လို့ခွဲခြားစိတ်ဖြာချက်တွေရှိခဲ့ပါတယ်။ရှတ်ဒေါင်းကြာလာတဲ့အနေနဲ့စီးပွားရေးကျတဲလာတဲ့ပြည်သူလူထု PR ကပါတီနှစ်ခုစလုံးဘက်ကိုလှည့်နာနိုင်ချေတိုးလာနိုင်ပါတယ် ဒီမိုကရက်တစ်တောင်းဆိုရဲကျောင်းမိုင်ကိစ္စဟာလူမျိုးသားများစွာအတွက်အရေးကြီးတဲ့အတွက်ရှတ်ဒေါင်းခံပြီးတိုက်ပွဲဝင်တင်နေလို့မြင်နိုင်တယ်လို့ Republican တွေကလူမှုလူအချက်ကိုလစ်လျူရှုပြီးပါတီကြီးဆိုရေးကိုလုံနေရလို့လည်းယူဆနိုင်ပါတယ်။တစ်ဖက်မှာလည်းအစိုးရရဆိုင်မှုရဲ့တန်ကို American လူတုခံနေရတဲ့အတွက်ဒီမိုကရက်တစ်အနေနဲ့ရမုံငွေဆက်လက်30ခွင့်ကိုချက်ချင်းအတည်ပြုပေးပြီးအစိုးရကိုလည်းပတ်စီကနောက်မှကျောင်းမိုင်ကိစ္စကိုဆက်ဆွေးနွေးတင်နေလို့လည်းမြင်နိုင်ပါတယ်။ ပါတီတစ်ခုခုဒါမှမဟုတ်ပါတီနှစ်ခုလုံးဟာပြည်သူအကျိုးစီးပွားထက်လာမယ့်နှစ်ရွှေကောက်ပွဲအတွက်အမကန်မဲဆန္ဒရှင်စီယုံရေးကိုပိုဦးစားပေးနေတယ်လို့ယူဆနိုင်စရာရှိတယ်လို့နှစ်ဖက်စလုံးကအရှုံးမပေးချေမူဝါဒဟာပါတီရင်းအစိုးရအုပ်စုရဲ့ဂျင်းနဲ့စီဘူသားဖြစ်နေမလားအကုန်မရရင်ဘာမှမလို့ချင်းအစိုးရပြုဟာဖြစ်နေမလားဆိုတာလေစဉ်းစားစရာပါအခုလိုအစိုးရလုပ်ငန်းတွေမကြာခဏရပ်ဆိုင်းရတာတွေကတက်ဆိုင်ရာပါတီတွေရဲ့ညှိနှိုင်းရေးမူဝါဒအမှားလား။ဒါမှမဟုတ်အမေရိကန်ရဲ့နိုင်ငံရေးစနစ်ရဲ့အားနည်းချက်လားဆိုတာကိုလည်းဆန်းစစ်သင်ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီးမူဝါဒညှိနှိုင်းမှုစပွဲဝိုင်းကိုပြန်စတင်မှုဘဲကောင်းဆောင်ကစတင်လှှရှားတင်တယ်လဲဆိုတော့ကျေးရှုသူတို့ရဲ့ဝေဖန်သုံးသပ်ချက်အမြင်အမျိုးမျိုးကိုဝင်ရောက်ဆွေးနွေးပေးကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်အမေရိကန်အစိုးရလုံခြုံရေးဆိုင်မှုဟာဘတ်ဂျက်ကိစ္စထက်လာမယ့်နှစ်ရွေးကောက်ပွဲကိုချိန်ရွယ်ထားတဲ့နိုင်ငံရေးဂိမ်းတစ်ခုလို့ဖြစ်နေပါတယ်။ပါတီတစ်ခုလုံးဟာပြည်သူအကျိုးစီးပွားထက်အမကန်မဲဆန္ဒရှင်တွေကိုစီရင်မှုနဲ့ပြိုင်ဘက်ပေါ်အပြစ်ပုံချဖို့ကိုပိုပြီးဦးစားပေးနေကြတယ်လို့ရှင်းရှင်းလင်းလင်းသုံးသပ်နိုင်ပါတယ်။ ဒီမိုကရက်တီဟာ ACA ဂျာမန်ရေးထောက်ပံ့ကြေးကိုအစိုးရလက်ပဲရေးနဲ့ချိန်ဆက်ပြီးလူမှုဂျာမန်ရေးကိုကာကွယ်သူဖြစ်ပုံဖော်ဖို့ကြိုးစားနေပါတယ်။ Republican တွေကတော့နေဆက်လုံးချုံရင်းနဲ့စီးအတုံးစီကိုမရရအောင်တောင်းဆိုပြီး American ရဲ့ Beacon လုံးချုံမှုကိုဥစားပေးသူဖြစ်ရပ်တည်နေကြပါတယ်။ဒီလို All or Nothing သဘောထားဟာညီနိုင်ရေးမူဝါဒအမှားထက်ပါတီရင်းအစိုးရအုပ်စုတွေကိုစစ်နှက်စေဖို့ပူပီးရှိပေတယ်လို့မြင်ပါတယ်။ ရီပဘလီကန်တွေကဒီမိုကရက်တီကိုအစိုးရကိုပိတ်ပြီးတစားကန်လုပ်တယ်လို့ဆွဆဲနေပေမဲ့လက်ရှိအင်ဖြူရောအလှတော်အထက်လွှတ်တော်တမရစလုံးမှာအာဏာရနေတဲ့ရီပဘလီကန်တွေအနေနဲ့လည်းယာယီဘတ်ဂျက်ကိုအရှင်အတည်ပြုပြီးကျန်းမာရေးကိစ္စကိုနောက်မဆွေးနွေးနိုင်တဲ့အခွင့်အရေးရှိပါတယ်ဒါကြောင့်နှစ်ဖက်စလုံးမှာရှတ်ဒေါင်းဖြစ်အောင်ရွေးချယ်တဲ့နိုင်ငံရေးရည်ရွယ်ချက်ရှိနေရလို့သုံးသပ်နိုင်ပါ रे နိုင်ငံရေးသမားတွေကိန်းကစားနေတဲ့အချိန်မှာနှိမ့်နာမှုအလုံးကတာမန်ပြည်သူတွေအပေါ်ကြာရောက်နေပါ रे ။ တရတိုင်မှာ GDP ဒေါ်လာတန်းတထောင်ကျော်ဆုံးရှုံးနေရယ်ဖက်ဒရယ်ဝန်နဲ့ခုနှစ်သိန်းခွဲလောက်ဟာလဆာမရပဲရုံပရပြီးစစ်မှုရတတန်းကျော်ရဲ့လောက်ခလာစားတော့ပြတ်တောက်မဲ့အခြေအနေက American စနစ်ရဲ့ရင်းစုံမှုမရှိပုံကိုဖော်ပြနေပါတယ်။အင်ဘူရောကဝန်ထမ်းတွေကိုပုံနေတဲ့တပင်းတွေရှင်းထုတ်ဖို့အခွင့်အရေးလို့ပြောဆိုရဟာလေလူမှုအပေါ်အုတ်ချွေရဲ့လေးစားမှုနယ်ပါပုံကိုပြတ်တာနေပါတယ်။ American ဟာကမ္ဘာအင်အားကြီးနိုင်ငံဖြစ်ပြီးမြဒီလိုပြည်ရင်းနိုင်ငံကြီးကမောက်ကမောက်ဖြစ်နေရကနိုင်ငံတကာမှာသူ့ရဲ့ညှိနှိုင်းမှုအော်စာကိုရောကြစေပါရဲ့ ဒီချက်တွေကလည်းအဖြစ်ထွက်လာဖို့ကလူတို့ပြအားနဲ့ရွေးကောက်ပွဲတွက်စီကိုင်းမှုနှစ်ခုပေါ်မူတည်ပါရယ်ရှက်တောင်းကြရှိလာတာနဲ့များစီးပွားရေးအရာအလောက်ကိုင်းဆိုရှယ်မှုတွေစေကွက်မတည်ငြိမ်မှုတွေဖြစ်လာရင်လူတို့ရဲ့အပြစ်တမှုဟာပါတီနှစ်ခုလုံးဘက်ကိုလှည့်လာမှသိကြပါရယ်နဘာစလုံးနဲ့ကလူလူထံမှအပြစ်တင်ခံရတာကိုပိုကြောက်တဲ့ပါတီကအရင်အ short ပေးလာပါလိမ့်မယ် အဆုံးသတ်မှာတော့ပါတီနှစ်ခုလုံးဟာကြီးမားတဲ့နိုင်ငံရေးနှင်နာမှုမရှိခဲ့မှာဥပမာစစ်မှုရန်တွေလာစားများတဲ့အခြေအနေလိုမျိုးရှားရီရန်မုံငွေဆက်လက်30ကွင်းကိုအတည်ပြုပေးပြီးအစိုးရအပြန်ဖွင့်လိမ့်မယ်။ဒါပေမဲ့မူဝါဒတင်မမှုကနောက်တစ်ကြိမ်ဘတ်ဂျက်အခြေရောက်တဲ့အခါပြန်ပေါ်လာအောင်မှာပဲ။ဤကုံကြုံနေတဲ့ဒီပြဿနာဟာအမေရိကန်ရဲ့နိုင်ငံရေးစနစ်အားနည်းချက်ကိုမိမောင်းထုတ်ပြနေပါရဲ့။ နိုင်ငံရေးသမားတွေရဲ့ပါတီကြီးဆိုရေးရှိမှချက်ကိုတာမန်ပြည်သူတွေရဲ့နေစဉ်ဘဝနဲ့စီးပွားရေးနဲ့လဲလှယ်နေတာဟာအမှန်တကယ်စိတ်မကောင်းစရာအခြေအနေပါပဲလို့ဆိုရမှာပဲဖြစ်ပါတယ်။အခုတင်ပြချက်ပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်းကောမန်းကနေတဆင့်မျှဝေပေးခဲ့ပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းမယ်။ကပ္ပရေမြမရေးတင်ညာစာကိုနောက်ဆုံးလို့တင်ခစ် channel ကို like ရဲ့ subscribe လေးလုပ်ပြီးဘေးနား notification bell လေးကိုလည်းနှိပ်ထားဖို့တောင်းမေးပါနဲ့နော်။ကြည့်ရှုတင်ညာအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်။